ဇခါရုံကလူတယောက်စပိုင်စီပြီးရွာကိုပြန်နေခဲ့ပါတယ်။သူသွားနေတဲ့လမ်းကလူတို့ကင်းရှင်း၆ကတ်လုံးနေခဲ့ပါတယ်။ဒီအချိန်မှာပဲအရှိတော်နေလူ၃ယောက်လမ်းရှောင်းလာတာကိုသူတွေ့ခဲ့ရပါတယ်။လူ၃ယောက်ကသူရဲ့အရှိတတဲကို ရောက်လာတာနဲ့သူရဲ့စပိုင်လေးကိုတားရခိုင်းလိုက်ပါတယ်။မင်းမဘာတွေပါလာလဲအကုန်ထုတ်စမ်း။အကောင်မထုတ်ဘူးဆိုရင်တော့ငါ့မှာပါလာတဲ့ဓာနေမင်းရဲ့ byte ထဲကိုထိုးသွင်းပြစ်လိုက်မယ်။မလုပ်ပါနဲ့ဗျာ။ကျွန်တော်အလုပ်တွေပင်မမှန်ကြိုးစားလုပ်ပြီးတော့မှရွာကိုပြန်နေအောင် ကျွန်တော်ရပါလာတဲ့ပတ်စံဆိုတာကလည်းတနည်းပတ်လုံးစူးစောက်ပန်းစာရှာထားရတာပါကျေးဇူးပြုပြီးကျွန်တော်ကိုဒီကနေလှုပ်ပေးပါကိုကျွန်တော်ကိုသွားခွင့်ပေးပါအကိုရဲ့သွားခွင့်ပေးပါဒါပေမဲ့လူစိုးတွေကသူ့ကိုဖမ်းဆီးထားခဲ့ကြပြီးပတ်စံတွေကိုလူယူခဲ့ကြပါတယ်သူကအရန်ကိုယုံနေခဲ့တဲ့အတွက်ကြောင့်မို့လို့လူစိုးတွေကသူ့ကိုတားနေထုတ်ပြခဲ့ပါတယ်မိုတီကတော့နေရာမှာပဲတတိလှည့်သွားခဲ့ပါတယ်အချိန်မီရဲတွေရောက်ရှိလာခဲ့တဲ့အတွက်လူစိုးကောင်၃ကောင်လုံးကိုဖမ်းမိသွားခဲ့ပါတယ်ခမရတို့ကဘာလုပ်တာလဲမကောင်းကြတဲ့သူတွေ ဘာဖြစ်လို့ဒီလူကိုအခုလိုမျိုးလှုပ်လိုက်ရတာလဲဒီလူကိုဘာဖြစ်လို့လှုပ်ကြလဲပြောလေဒုက္ခပဲဇေယရဲ့ဒီလူသွေးထွက်လွန်သွားမလားမသိဘူးနော်တို့ကကျွန်တော်တို့အရင်ဆုံးစေးရုံပို့ပေးမှဖြစ်မယ်တနာပါရဗျာဒီနောက်မှာရဲရဲကလည်းအဲ့ဒီလူ၃ယောက်လုံးကိုတော့ဖမ်းဆီးသွားခဲ့ပြီးတရားရထားတဲ့သူကိုစေးရုံကိုခေါ်ဆောင်သွားခဲ့ပြီးပါရီစေးရုံကိုရောက်ရှိသွားခဲ့တဲ့အခါမှာဇေယဝင်ကမူတီကွယ်လွန်သွားပြီးဆိုတာကိုပြောပြလိုက်ပါရီတေဆောင်းသွားတဲ့အလောင်းကိုရင်ခွဲစစ်စစ်ဖို့အတွက်ရင်ခွဲစစ်စစ်ရုံကိုပို့ဆောင်ခဲ့ပါရီ ရဲရဲကလူစိုးတွေကို ထောင်လေးကိုမချသေးပါဘူး။သူတို့ကလည်းစေယုံကိုခေါ်ဆောင်လာခဲ့ပါရီ။ဆရာတို့ရေရင်ခွဲစစ်စင်မဲ့ဆရာဝန်ကအခုချိန်ထိမလာသေးဘူး။တူလာဖို့အတွက်ဆိုရင်တော့ခဏလောက်စောင့်ရလိမ့်မယ်နော်။အဲဒါကြောင့်ဒီမှာခဏလေးစောင့်ပေးနေကြပါ။အပြင်မှာခုံတန်းတွေရှိရင်အဲ့မှာသွားထိုင်နေကြနော်။ကဲလာတာဆိုရင်တော့ကျွန်တော်တို့အပြင်မှာပဲသွားထိုင်စောင့်နေကြမယ်လေ။ဒါနဲ့ဆရာဒီလူစိုးကောင်တွေကိုရောကျွန်တော်တို့ဘာလုပ်ရမလဲ။သူတို့ကိုစေယုံမှာရှိတဲ့အခန်းတစ်ခန်းထဲမှာပဲပိတ်ထည့်ထားရမှာပေါ့။အခုလောလောဆယ်တော့ဒီအလောင်းကအရေးကြီးနေရလေ ဆရာဝန်ရောက်လာတဲ့အခါကျတော့မှပဲဒီသုံးကောင်လုံးငါအချုပ်ထဲမှာသွားထည့်ထားအောင်မယ်။အော်အရာရှိကြီးတို့ရဲ့ဘလို့တွေပြောနေရလဲ။ကျွန်တော်တို့ကိုဒီလူသေးအလောင်းတွေနဲ့အတူတူထားမယ်ဆိုပြီးတော့ပြောနေရလား။မဟုတ်ပါနဲ့ဗျာ။ကျွန်တော်တို့ကအပြစ်ကျူးလွန်ထားတယ်ဆိုတာတော့ဟုတ်ပါတယ်။ဒါပေမဲ့အလောက်ထိမရဆန်းနဲ့လေ။ကျွန်တော်တို့ကိုရဲစခန်းကိုပို့မယ်ဆိုရင်လည်းပို့လေ။ကျွန်တော်တို့လိုက်ခဲ့မယ်။မင်းတို့အားလုံးမစပိတ်ထား။မင်းတို့ဘာလို့ချင်လဲဘယ်သူမှမေးမနေဘူးဟိုတောက်မှာတွားရနေကြမဟုတ်ရင်မင်းတို့အားလုံးကိုဒီအလောင်းတွေနားမှာလှဲအိတ်ခိုင်းထားမယ်ကြားလား ငါတို့မြန်မာကဘာထင်နေရလဲမင်းတို့ရဲ့အလौဒမားရီခိုင်းဖို့ခိုင်းဖက်တွေလို့ထင်နေကြလားဒီလောက်ထိအလौရှုံနေအောင်မင်းတို့ငါရဲစခန်းမှာအရင်တော့ပို့ပေးရမယ်ဟုတ်လားဒီလိုနဲ့ရဲရီကအခန်းထဲကထွက်ခွာသွားခဲ့ပြီးရှင်ခွဲရုံအခန်းတကားကိုတော့အပြင်ကနေပြေးပြေးသွားခဲ့ကြပါရီအဲ့ဒီအခန်းထဲမှာသူတို့တပ်ပြလိုက်တဲ့မိုတီရဲ့အလောင်းကိုလည်းထပ်ထားပါရီမိုတီကကွယ်လွန်သွားခဲ့တဲ့အတွက်သူ့ကိုအဝတ်အဖြူနဲ့ဖုံးအုပ်ထားပါရီအဲ့ဒီမှာနောက်ထပ်လူသေးအလောင်းတွေအများကြီးထပ်ရှိပါရီ လူတွေအလောင်းတွေကြားထဲမှာနေနေရတဲ့အတွက်တို့လည်းနည်းနည်းတော့ကြောချမ်းမိသွားပါတယ်။ကဲလောက်ကဘလို့မဆိုဒီအခန်းထဲမှာအချိန်ဖြုံရအောင်မှာဆိုတော့ဟိုတောက်မှာပဲငါတို့သွားထိုင်နေကြတာပေါ့။ဒါပေမဲ့၃ရက်သားအခန်းကြောင့်လည်းတနေရာမှာသွားထိုင်နေကြပါတယ်။ခဏအကြမ်းမှာမူတီရဲ့လက်တဖက်လှုပ်လာခဲ့ပါတယ်။ဒုက္ခပဲငါတို့တော့ဒုက္ခတွေ့ပြီနဲ့တူရဲ့ဟိ။အခုနောက်တော့ကဟိုကောင်သူ့ရဲ့လက်တဖက်လှုပ်လိုက်တာမြင်လိုက်လား။ကြည့်ရတော့အုံနှုတ်ပြတ်သွားတာလား။မင်းအရက်တွေပါရီတောက်လာခဲ့ရလား။တို့စကားပြောနေရတဲ့အချိန်မှာပဲမိုတီရဲ့အလောင်းကြီးကထားထိုင်လာခဲ့ပါတယ်။ သွားပြီသွားပြီကျွန်တော်ပြောတော့ကခမားတို့ကမယုံကြဘူးသူရဲ့လက်တစ်ဖက်ကိုအခုနောက်တော့ကလှုပ်နေခဲ့ပါတယ်ဆိုနေမှအခုတွေးပြီမလားကျွန်တော်ပြောတဲ့စကားကိုခမားတို့မယုံတာလေအခုနောက်လက်ပဲလှုပ်တော့အခုအကောင်လိုက်ထထိုင်နေပြီအိုဖယားဒုက္ခပဲဒီကောင်တရေဖြစ်သွားပြီနဲ့တူရရုပ်ကိုလည်းကြည်စမ်းမအောင်အခုဘလို့လောက်ကြောင်မလဲငါတို့ဘာလို့တင်လဲတောင်ယောက်ကလည်းအရန်ကိုကြောက်တော့နေအတွက်ကြောင့်အနီးမှာရှိတဲ့အဝဲတထည်ကိုအုပ်ထားခဲ့ကြပါရဲ့အရေးကြီးရဲ့ကျွန်တော်တို့မှားသွားပါရဲ့ကျွန်တော်တို့ခွန့်လော့ပါဗျာကျွန်တော်ခမားကိုဘာမှမလုပ်ခဲ့ဘူးနော်ခမားလည်းသိရဲ့မလား ခမရကိုဓာတ်နဲ့ထိုးလိုက်တာကာလူးဆိုတဲ့ဒီကောင်ပဲခမရသူ့ကိုခေါ်ခြင်းနဲ့ဆိုလို့ရှင်တော့ခေါ်သွားလိုက်ကျွန်တော်တို့ကတော့ရတယ်ကိစ္စမရှိဘူးကျွန်တော်တို့နှစ်ယောက်ကတော့ဒီကနေသွားခွင့်ပေးပါကာလူးကအပြစ်လုပ်ခဲ့တာဆိုတော့သူ့ကိုပဲအပြစ်ပေးပါဘာလို့ကြာလဲမင်းတို့ကတကယ်ကိုတစ္ဆာဖောက်ကြတဲ့သူတွေပဲမင်းတို့ပဲဓမြတိုက်မယ်ဆိုတဲ့အစီအစဉ်ကိုစွဲခဲ့ကြတာမဟုတ်ဘူးလားအရေးကြောင့်ကတော့ငါတယောက်တည်းကိုတေရင်းနဲ့တွန်းပို့လို့ရမလားဟဒီမှာတရေကြီးအမှန်တကယ်တော့ဒီနှစ်ယောက်လည်းကျွန်တော်နဲ့အတူတူတက်ဖွဲ့ရဲပါပဲကျွန်တော်မှအပြစ်ရှိသလောက်သူတို့မှလည်းအပြစ်ရှိရပါပဲလေ အပြစ်ပေးခြင်းနဲ့ဆိုလို့ရှင်တော့တူတုံးနှစ်ယောက်ကိုပါအပြစ်ပေးနော်။ကဲဘာလို့နေရလဲ။ခမရကလည်းဒီပုံစံအတိုင်းပဲအချိန်ထိကျွန်တော်တို့နေကြမလဲ။ဆောင်းကိုနည်းနည်းလေးဖယ်ပြီးအပြင်ကိုလည်းထွက်ကြည့်လိုက်အောင်။တရေကြီးကျွန်တော်တို့အရှိမရှိနေသေးလား။သူဘယ်ရောက်သွားပြီလဲ။သူဆောင်းနည်းနည်းလေးဖယ်ပြီးလှမ်းကြည့်လိုက်တဲ့အချိန်မှာတရေကြီးကတူတုံးသုံးယောက်ကိုပြူးကြည့်နေရကိုတွေ့ခဲ့ရပါရဲ့။တရေကြီးရဲ့မျက်လုံးတွေကမီးလုံးလိုနေရဲ့ပြီးကြောက်စရာကောင်းနေခဲ့ပါရဲ့။သွားတွေကလည်းအဆွဲကြီးတွေနဲ့ခြံထက်နေရပါပဲ။ဒုက္ခပဲအကိုကြီးကျွန်တော်တို့ချီကိုပဲသူ့လာနေတာဗျ။ အမေရေကဲပါအောင်ဗျာအမေပဲကျွန်တော်ကဲနိုင်တော့တယ်ကျွန်တော်ဘဝမှာနောက်ထပ်ဘယ်တော့မှဓမြတိုက်တဲ့အလုပ်ကိုမလုပ်တော့ဘူးလို့ကတိပေးပါရယ်ကျွန်တော်ကဲပါဒုက္ခပဲဟေးဒုက္ခပဲဒုက္ခပဲဟာဘာလို့လဲဒါဘာလို့ကြည့်လဲဘာလို့တားလဲခြေတော့ကိုဆွဲနေရပဲဘာလို့လဲကဲကြပါအောင်ဗျာကဲကြပါအောင်ကဲကြပါအောင်ကျွန်တော်ဆွဲနေပြီဗျာဆွဲနေပြီကဲပါအောင်ကဲပါအောင်ထားလိုက်ပါတို့ကဲမနေနဲ့ဒါရီအားလုံးသူ့ကြောင့်ဖြစ်ရတာသူ့သားဒါနဲ့မထိုးဘူးဆိုရင်တော့ဒါရီဖြစ်လာစရာအကြောင်းမရှိဘူးကျွန်တော်တို့ကရိုးရိုးတသာဓမြပဲတိုက်တာသူကမှဓာနဲ့ပါချိုးသေးတာထားလိုက်ထားလိုက် မင်းတို့ယူနေကြတာလားဟမ်အရင်နဲ့အကြောင်းလဲကြုံပြီးဆိုလို့ရှင်တော့ငွေချင်းအချင်းချင်းတစ္ဆာဖောက်စီရလားကွမင်းတို့ငေါ့ကဲလေးကွာငွေချင်းတွေပဲဟုတ်တယ်မလားမင်းတို့တောင်ငေါ့မကဲဘူးဆိုရင်တော့သူငေါ့အစိုင်းလိုက်ဝါးစာပြစ်လိုက်မလားမသိသေးဘူးနော်လောက်ပါကွာကဲပေါင်းကဲပေါင်းဒုက္ခပဲဒီတည့်ရဘာလုပ်ချင်နေရလဲငါရဲ့ခေါင်းသူလိုချင်နေရလားကဲကြပါအောင်ဗျာကဲကြပါအောင်တိပီးမလောက်ပါနဲ့မလောက်ပါနဲ့ကျွန်တော်မစွဲပါနဲ့ဗျာမစွဲပါနဲ့ဒါပေမဲ့တရေကတော့သူ့ကိုဓာတ်နဲ့ထိုးသွားတဲ့သူရဲ့ခြေထောက်ကနေဆွဲပြီးအပြင်ကိုဆွဲထုတ်ခဲ့ပါလေ နှစ်ယောက်သားကတော့ဆောင်းထဲမှာအခုချိန်ထိပုံပြီးတော့နေနေခဲ့ကြပါရယ်ပြီးတော့တို့ရဲ့ဆွဲခေါ်ခံခဲ့ရတဲ့တငယ်ချင်းရဲ့အော်ဒါတွေကိုလည်းတို့ဆောင်းထဲကနေကြားနေခဲ့ရပါရယ်အရန်ကိုကြောက်ရွံ့နေခဲ့တဲ့တို့ကတို့လည်းအချိန်နေစိုးနေကြပါပြီအပြင်ကိုထွက်ပြီးအောင်ကြည့်ရကြတော့ပါဘူးအပြင်ကိုရောက်သွားတဲ့အခါမှာတရေကြီးကတရခန်းကိုလဘေးညှစ်ပြနေခဲ့ပါရယ်လဘေးညှစ်နေရင်လည်းသူ့ရဲ့အားကြီးကိုတုံးပြီးတခါတဲ့ခေါင်းကိုပါဖြုတ်ပြခဲ့ပါရယ်ကဲပြီးသွားပြီငါလိုရိုးရိုးတသားနေထိုင်နေတဲ့သူကိုဒုက္ခပေးရကော တကောင်ကိုတော့ငါတခါရဲအပေါ်ပို့ပေးပြီးအဆုံးတက်ပြစ်လိုက်ပြီးအခုမင်းတို့နှစ်ယောက်ကကြံသေးရပဲမင်းတို့နှစ်ယောက်ကိုရောငါဘာလို့ရင်ကောင်းမလဲဖယားကျွန်တော်ကဲပါကျွန်တော်ကဲပါကျွန်တော်ရဲ့အပြစ်တွေကိုတိပါပြီးကျွန်တော်အခု အရှိရှိကိုမလာကျင်သေးဘူးနော်ကျွန်တော်မခေါ်ပါနဲ့ဩဒီအချိန်မှာရုတ်တရက်ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငိမ့်တက်သွားခဲ့ပါရဲ့ဘလို့ဖြစ်တာလဲအပြစ်မှာဘာအတန်မှလည်းမကြားရတော့ဘူးနော်တိတ်ဆိတ်ငိမ့်တက်သွားတာပဲအပြစ်မှာဘာတွေဖြစ်နေရလဲဆိုတာခမရတစ်ချက်လောက်ချောင်းကြည့်လိုက်စမ်းပါအောင်ဗျာ သူလဲဆောင်းကိုနည်းနည်းလေးဖယ်ပြီးကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြေခွင်းကြောင်တတော်လေးကိုလမ်းဖြန့်သွားပါရီတရေကြီးကအပြင်မှာသူတို့တငယ်ချင်းရဲ့လက်ကိုဖျက်ပြီးစားတောင်းနေခဲ့ရပါကာလူကတော့ခေါင်းတခြားကိုတခြားဖြစ်သွားခဲ့ပါပြီသွေးတွေကလည်းကျမ်းပေါ်မှာအိုင်ချုံးနေရပါပဲတရေကြီးကလည်းအာပါတရားလက်ကိုဖျောက်ပြီးစားနေခဲ့ရပါသွားပြီးသွားပြီးဒုက္ခရောက်ပြီးနေတူရဲဟဲ့အပြင်မှာမြင်တွေ့ရတဲ့အခြေအနေကတော့တတော်လေးဆိုးနေရသေးတယ်လားကြောက်စရာကြီးကျွန်တော်ထပ်တောင်းမကြည့်ရတော့ဘူးအန်ထွက်တော့မယ်နေတူရဲ အပြင်မှာရှိတဲ့တရေကြီးကတော့ကျွန်တော်တို့တငယ်ချင်းကိုခေါင်းတခြားကိုတခြားဖြစ်အောင်လို့လှုပ်ပြလိုက်ပြီးပြီးတော့သူ့ရဲ့လက်ကိုလည်းအလောင်းစင်ပေါ်မှာအေးအေးဆေးဆေးထိုင်ပြီးတော့စားနေရဲ့အပြင်မှာသွေးတွေကလည်းအများကြီးပဲနောက်တစ်ခေါက်ကကျွန်တော်တို့အလှဲ့ပဲလားမသိပါဘူးကျွန်တော်တို့ဒုက္ခရောက်ပြီးအခုအချိန်ကျတော့မှဘာလို့ရမှာလဲပြေးပေါက်လည်းမရှိဘူးဒီနောက်မှာတော့တရေကြီးကဆောင်းနေလက်ထက်ပြီးနောက်တစ်ယောက်ကိုဆွဲယူဖို့အတွက်ကြိုးစားပါတယ်ဒီအချိန်မှာတယောက်ကလည်းတရေစီကခိုးယူလာခဲ့တဲ့ပတ်စံအေးကိုဖွင့်ကြည့်လိုက်ပါတယ် ။အစအိမ်မှာဓာတ်ပုံနှစ်ပုံထည့်ထားပါရီ။ဓာတ်ပုံကသူ့ရဲ့မိမရဲ့ဓာတ်ပုံနဲ့သူ့သားလေးရဲ့ဓာတ်ပုံပဲဖြစ်ပါရီ။တရားကြီးကလည်းပဆိုင်အိမ်ကိုယူမိတော့ခဲ့ပြီးတော့ပဆိုင်အိမ်ထဲမှာပါရှိလဲကြည့်လိုက်ပါရီ။ဓာတ်ပုံတွေကိုတွေ့ကြရတဲ့အခါမှာတော့သူလည်းတော်တော်လေးကိုခန်းစားသွားရပါရီ။ဒါကြောင့်သူလည်းပဆိုင်အိမ်ကိုအချိန်အကြာကြီးထိုင်ကြည့်နေခဲ့ပါတော့တယ်။အပြင်မှာတော်တော်လေးငြိမ်သက်သွားပြီနော်။ဘာဖြစ်တာလဲ။ဘာဖြစ်တာလဲဆိုတော့ကိုဆောင်းလေးဖွင့်ပြီးတော့ကြည့်လိုက်စမ်းမအောင်။သူလည်းဆောင်းဖွင့်ပြီးကြည့်လိုက်တဲ့အချိန်မှာအပြင်မှာတရားကြီးငိုနေရကိုမြင်တွေ့ကြရပါရီ။ ုက္ခပဲအကိုကြီးသူ့ကိုခမရပတ်ဆိုင်ပေးလိုက်တာမလားပတ်ဆိုင်ထဲကဓာတ်ပုံတွေကိုကြည့်ပြီးတော့သူငုံနေသူ့ရဲ့မိမနဲ့ခလေးကိုတအားတတိရတာလားမသိဘူးနော်ကျွန်တော်တို့တကယ်ပဲအမအကြီးကြီးမှားခဲ့ကြတာပဲဒါပေါ့ခမရပြောတာမှန်တာပေါ့ကျွန်တော်တို့ကဘာမဟုတ်တဲ့ပတ်ဆံကိုလောဘတက်ပြီးတော့သူ့ရဲ့အသက်ကိုတောင်ထောက်ယူခဲ့မိရဲ့နော်တနာပါတယ်သူ့သားလေးခမရဖတ်တဆိုးခလေးလေးဖြစ်သွားရပြီသူ့ရဲ့မိမလည်းသူမရှိတော့ဘူးဆိုတော့မုတ်ဆုံးမဖြစ်ပြီပေါ့ သူကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကိုကြားရင်သူ့ရဲ့မိသားစုတွေတအားဝမ်းနေကြမှာကျွန်တော်တို့အမားလုခဲ့တဲ့အတွက်အသက်ရှင်စရာဘာအကြောင်းမှမရှိဘူးကျွန်တော်တို့အပြင်သွားပြီးသူ့ရဲ့လက်ထဲမှာကိုကိုကိုအနံလိုက်ကြမယ်ဗျာဒီလိုနဲ့နှစ်ယောက်လုံးထွက်လာခဲ့ပြီးတရဲကြီးအရှိကိုရောက်လာကြပါတယ်တရဲကြီးအရှိမှာလောက်ချီပြီးထိုင်ခဲ့ကြပါတယ်တရဲကြီးကျွန်တော်တို့အမားတွေကိုကျွန်တော်တို့နားလေပါတယ်အယံကိုမှားသွားတယ်ဆိုတာကိုသိလို့လေအခုလာတောင်းပန်တာပါကျွန်တော်တို့ကဘာမှမဟုတ်တဲ့ပတ်စံလေးကိုလောဘတက်မိပြီးခမရဲ့အသက်ကိုဆုံးရှုံးလိုက်စေ ခမည်းမလည်းမိသားစုရှိရပဲခမည်းရဲ့မိသားစုဘလောက်တောင်ဝမ်းနေလိုက်မလဲဗျာကျွန်တော်တို့အခုချိန်မှာအသက်ရှင်စရာဘာအကြောင်းမှမရှိတော့ဘူးကျွန်တော်တို့ခမည်းဘာလုပ်ချင်လဲကျွန်တော်တို့ကိုအသက်ထုတ်ပြစ်ချင်လားလို့ပါဒီအချိန်မှာတရားကြီးကသူတို့ကိုကြည့်ပြီးဘာမှပြန်မပြောတော့ပါဘူးပြီးသွားတာနဲ့သူကအလောင်းလေးပြန်ဝင်သွားခဲ့ပါတယ်ဒီအချိန်မှာပဲရှင်ခွဲယုံတကားကြီးကိုလာဖွင့်လိုက်ပါတယ်ရဲရီကလည်းရင်ခွဲစစ်စစ်မဲ့ဆရာဝန်နဲ့အတူတူရင်ခွဲရုံထဲကိုဝင်လာခဲ့ပါရီကာလိုကတော့ခေါင်းတခြားကိုတခြားဖြစ်နေခဲ့ပြီးလက်တစ်ဖက်လည်းမရှိတော့ပါဘူး ဒါရီအမြင်တွေ့ကြရတဲ့အခါမှာအားလုံးလည်းလမ်းဖြန်းချကုန်ပါတယ်။ဒါတော့ဘယ်သူလောက်ကြလဲ။မင်းတို့နေရာပေါင်းပြီးသူ့ကိုအခုလိုဖြစ်သွားအောင်လုပ်ကြမလား။ဒါမှလည်းနင်းတို့ပတ်စံကိုသုံးပုံခွဲစီရမလို့ကြောက်ပါလိ။မင်းတို့နေရာထဲပတ်စံတွေအားလုံးကိုခွဲဝဲယူခြင်းလို့အခုလိုလုပ်ကြတာပဲ။ကဲလာတခါရင်ငါတို့နဲ့အက်ဒီတိုရဲစခန်းအောင်လိုက်ခဲ့။ဒီနောက်တို့နေရာလုံးကမှာခဲ့တဲ့အပြစ်တွေအတွက်ဝင်ချတောင်းပန်ကြပါရစ်။ကျွန်တော်တို့အနေနဲ့အပြစ်တွေအကုန်လုံးဝန်ခံဖို့အတွက်အစင်းတက်ပဲ။သူ့ကိုကျွန်တော်တို့တတ်တယ်လို့သတ်မှတ်ချင်တယ်ဆိုရင်လည်းရပါရစ်။အဲ့ဒီအတွက်လည်းပြစ်ဒဏ်တွေခံယူမယ်။ ျွန်တော်တို့ရှာလို့ရတဲ့ငွေတွေအားလုံး꽌တန်သွားတဲ့သူရဲ့မိန်းမနဲ့ခလေးကိုပေးခြင်းနဲ့ဘာလို့လဲဆိုတော့သူမရှိရတဲ့နောက်သူရဲ့မိန်းမနဲ့ခလေးမှာအားကိုရမဲ့သွားကြပြီလေဒီအလောက်ကိုတော့ကူညီပေးပါဒီနောက်ရဲရဲတော်လူစုံနှစ်ယောက်ကိုရဲစခန်းကိုဖမ်းခေါ်သွားပါရီနှစ်ယောက်လုံးလဲထောင်၅နှစ်စီကြာသွားခဲ့ကြပါရီထောင်ကလွတ်လာတဲ့အခါမှာသူတို့ကမိုတီရဲ့ခလေးနဲ့မိန်းမကိုစောင့်ရှောက်ပေးခဲ့ကြပါရီဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ အခုလိုမျိုးစိတ်ဝင်စားဖွယ်ရာတရေပုံမြင်လေးတွေကိုကြည့်ခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။